ဇန်နဝါရီလအပြောင်းရွှေ့ကာလမှာမန်ချက်စတာယူနိုက်တက်အသင်းကကွင်းလေစုဖွဲ့မှုကိုတေချာပြုပြင်ပြောင်းလဲဖို့ပလန်တွေရှိနေပြီလား Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါ။ Cocaine Star Football Show အနေနဲ့ကြိုဆိုပါရစေဗျာကျွန်တော်ကုခန့်ပါ။ဒီဗီဒီယိုလေးမှာတော့တိတ်မကြခင်ရောက်လာတော့မဲ့ဇန်နဝါရီပြောင်းရွှေ့ကာလမှာ Manchester United အသင်းအနေနဲ့အင်အားအနည်းဆုံးကွင်းလေစုဖွဲ့မှုတနေရာတနေရာဖြင့် ဟူဝင်အမော်ရင်စိတ်ကြိုက်မဖြစ်ဆုံးကစားသမားတွေများနေတဲ့ကွင်းလေစုဖွဲ့မှုတနေရာကိုပြောင်းလဲမှုအလုံးရင်းလှုပ်ဖို့အတွက်ပလန်တွေရှိနေပြီလားဆိုတဲ့အပိုင်းကိုကျွန်တော်တို့သတင်းတွေနဲ့ဆက်ဆက်ပြီးတော့ကြိုတင်ဆွေးနွေးသုံးသပ်သွားမှာပဲဖြစ်ပါတယ်။ Okay အဲ့တော့လက်ရှိ United အသင်းရဲ့ကွင်းလေအခြေအနေကိုဆွေးနွေးကြည့်အောင်။ United ကွင်းလေပိုင်းအားနည်းမှုဟာတကဘာလုံးဟာပြည်သက်တွေမြင်နေဗျ။ဒီကွင်းလေသည်နွေရာသီပြောင်းရွှေ့ကာလ ပြီးဆုံးခင်ကတည်းကကစားသမားကောင်းတယောက်ခေါ်ယူခဲ့တဲ့ဆိုတာအလုံးလက်ခံထားပြီးဖြစ်ပါတယ်ကျွန်တော်တို့ထင်ခဲ့တဲ့အတိုင်းပဲတကယ်တိုက်ပွဲဝင်တဲ့အခါမှာယူနိုက်တက်အသင်းရဲ့အားအနည်းဆုံးအစိတ်ပိုင်းကကွင်းလေဖြစ်နေပါတယ်ရာသီအစတုန်းကတော့ဒူလောဒူလောပေါ့ဗျာဟာတိုက်စစ်ကအားအနည်းသလိုခံစစ်ပိုင်းကအားအနည်းသလိုဒလိုဒလိုလိုနဲ့ဘာမှန်းတိတိပပမသိခဲ့ဘူးပွဲစဉ်7ကစားပြီးတဲ့အချိန်မှာခံစစ်ပိုင်းတိုက်စစ်စုဖွဲ့မှုပိုင်းကမစိုးကျွန်တော်ပြောအရန်ကောင်းနေတယ်လို့ ့ over လို့ပြောနေရမှာတော့မဆိုးဘူးပြီးခဲ့တဲ့ဘောလုံးရသည်ရဲ့ United တက်တော့ပိုကောင်းလာတာအမှန်ပဲဒါပေမဲ့ကွင်းလေစုဖွဲ့မှုမှာကောင်းသည့်တိုင်အောင်ရွေးချယ်စရာ အရန်နေတယ်ဟုတ်ပြီအဲ့တော့ဘယ်လိုမျိုးရွေးချယ်စရာနေတာလဲ United ရဲ့ကွင်းလေမစ်ဖီဂျူကိုထုတ်လိုက်ပြီဆိုရင် Bruno Fernandes နဲ့တက်မယ်ရှိတယ်ဒီနေရာမှာ Bruno Fernandes တီနံပါတ်8ကိုစိတ်သက်ပိုင်းအရသာသူစစ်စောပေးနေရပါပဲတကယ်တမ်း Bruno Fernandes ရဲ့ performance ထွက်တာကနံပါတ်10 ဲ့တော့ကြောင့်အဲ့နေရာမှာလဲပြပြစုံနဲ့ခံစားမှုမျိုးကျွန်တော်တို့မရဘူး။ဒါပေမဲ့ဘရူနိုရဲ့အသင်းပေါ်မှာထားတဲ့စိတ်ပေါ့နော်။ထားရနေဆရာသွားစိတ်ပေါ့။ဒီနေရာမှာမင်းကစားပေးဆိုရင်လဲတခြားကစားသမားတွေလိုတိတ်ကြကြီးကြောင်တော့မလုပ်ပါဘူး။သူနမက်အဲ့နေရာမှာပဲအကောင်းဆုံးကစားပေးလိုက်တယ်။အဲ့တော့မစိုးဘူးပေါ့။အနေနဲ့များဖာထေးထားနိုင်တယ်ပေါ့။နမက်6နေရာမှာလဲတန့်ကြီးကဒီနောက်ဆုံးမိစားထားတောက်တဲ့ပုံစံမျိုးဒီနေ့ဘောလုံးရာသီမှာမစိုးလာတဲ့စွမ်းဆောင်ရည်တချို့ပြတ်တက်ထားနိုင်ခဲ့တယ်။ဒါက United အသင်းတို့က နည်းနည်းကန်ကောင်းသွားတာတကယ်လို့ဆိုတော့တဲ့ရင်လည်းကြောင်ပြောင်းနေမယ်ဘရူနိုကလည်းနံပါတ်8နေရာမှာကကြိုးကြောင်ဖြစ်နေမယ်ဆိုရင်လက်ရှိဇာယက်တီမှုမှာတော့ရှိမှာမဟုတ်ဘူးထားပါအဲ့တော့သူတို့ပေါ်တော့ခွင့်တနေရာမှာကောင်းတယ်ဆိုရင်တောင်မှပွဲချိန်ကြာလာရင် ပွဲဆက်တွေများလာရင်တန့်ကြလာအောင်အဲ့တော့တန့်ဟိုတပွဲတွင်းအပြောင်းလဲလုတ်တဲ့ပွဲစဉ်ပေါင်းကျွန်တော်တို့အများကြီးကြည့်ခဲ့ရဦးတယ်ဘရူနိုကတော့နံပါတ်8နေရာမှာတူတူတန်ဆော့နိုင်တယ်ပေါ့နော်โอเคဒါကပေါ်တော့ခွင့်တနေရာအတွက်ကျွန်တော်ပြောပြတာအရန်ကစားသမားတွေကိုကြည့်ကြည့်ကိုဘီမိန်းနူးနဲ့ မန်နျူအယ်ဥကာတင်းဥကာတင်းနဲ့အမော်ရင်ကိုကျွန်တော်တို့အဲ့လိုဖြစ်မယ်မထင်တာဘူး။ဘာကြောင့်လဲဆိုတော့သူ့ရဲ့တပည့်အရင်လေ Sporting Lisbon မှာသူမန်နျူအယ်ဥကာတင်းကိုမွေးထုတ်ပေးခဲ့တာပဲ။အဲ့နောက်ပိုင်းမှာဥကာတင်းဒီနာမည်ကျော်လာပြီးတော့ PSG အသင်းကိုပြောင်းရွှေ့သွားတာ။ဒါပေမဲ့အမော်ရင်ကိုတိုင်ကဗဇက်နဲ့ထုတ်ပြောရတဲ့အထိအမော်ရင်နဲ့ဥကာတင်းကြားထဲမှာအရင်တော့အဲ့လိုမျိုးနှွေးထွေးတဲ့ဆက်ဆံရေးမရှိတော့ဘူးဆိုတာသိကြတယ်ဗျ။အမော်ရင်ဒီဘာပြောသလဲ။ဥကာတင်းရတဲ့ ဒီ Sporting Lisbon ကဥကားတေးလိုမျိုးမဟုတ်တော့ဘူး Lisbon ရဲ့စွမ်းဆောင်ရည်မျိုးသူမရတော့ဘူးလို့ခံစားနေရအဲ့ဒီက performance လိုမျိုးမထွက်ဘူးဆိုတဲ့ပုံစံမျိုးပြောသွားတာပေါ့ဗျာဒီတရင်ကိုလည်းအလုံးတည်ပြီးသားဖြစ်မယ်လို့ထင်တယ်သူဥကားတေးကိုလည်းပွင့်လင်းမျိုးသူတပည့်ဆိုပေမဲ့မကြိုက်ဘူးအဲ့နောက်တရကိုဘီ main new main new ကပိုဆိုးတယ်ဒါဒီ main new ကောင်းခြင်းမကောင်းခြင်းဆိုတာထက်ကျွန်တော်ကနီးပြရဲ့စိတ်ကြိုက်ဖြစ်မှုမဖြစ်မှုကိုပဲအဓိကမိမောင်းထိုးပြတာသူ main new ကို viewer ဘိုင်းကဘာမကြိုက်လဲဆိုတာတော့ Amorin ကိုတိုင်းပဲတိလိုက်မယ် main new က နမအိတ်နဲ့နမတန်းကိုပဲကစားခြင်းနေလို့လားဘလို့မရှိတဲ့အချိန်ကျရင်ရွေရှားမှုတွေကမကောင်းလို့လားစသဖြင့်ပေါ့နော်ထောက်ပြရင်တော့အများကြီးရှိလိမ့်မယ်ဒီလိုအခြေအနေမျိုးမှာတိုဘီကိုရောကိုလည်းအငါချလိုက်တဲ့အခါကျတော့ရွေးချယ်စရာအရန်ကစားသမား၂ယောက်ပဲကျန်တော့တယ်အဲ့ဒီအရန်ကစားသမား၂ယောက်ကိုလည်းအမော်ရင်းကမကြိုက်ဘူးဆိုတော့ဒီဇန်နဝါရီပြောင်းရွှေ့ကာလမှာဒီကွင်းလေစုပွဲမှုကိုတေချာပေါက်ပြင်ဆင်ပြင်ဆင်မှရတော့မယ် ဲ့တော့နောက်တန်းစုပွဲမှုကိုကြည့်မယ်ဆိုရင်လီချာပြန်ကောင်းလာမယ့်အခြေအနေမျိုးတွေရှိတယ်လီချာမကောင်းဆိုရင်တော့မှအေဒင်ဟေဗန်နဲ့လူရှော့အကောင်းဆုံးကစားနိုင်တယ် CB တနေရာမှာဆိုရင်လည်းခေါင်းကြီးထက်ထက်ကျွန်တော် delete ထက်ထက်ထည့်လို့ရတယ်တစ်ဖက် RCB မှာဆိုရင်လည်း delete နဲ့ linear ကိုထည့်လို့ရတယ်မလိုဘူးကျွန်တော်တို့ site ဘက်တွေကိုကြည့်ရင်လည်း Mazra Uri ဒါလို့ကျွန်တော်လူရှော့လဲ left back ကိုထုတ်လို့ရတယ်ဒီခါလေးကြာရင်လဲဒေါကူကစားနိုင်တယ်ဆိုတော့ဒီ defensive line တစ်လိုင်းလုံးဒီအလင်းစလိုပြုတ်ပြင်ပြောင်းလဲစရာမလိုပါဘူး ော့ကျွန်တော်တိုက်စစ်စုပွဲမှုဘိုင်းကိုကြည့်မယ်ဆိုရင်လည်းအထောင်နေရာမှာအခုနောက်ပိုင်းကူညာလဲတဲလာတယ်မေ့စ်လဲတဲဘူးတဲ့ဘန်ဂျမင်ရှက်ရှ်ကိုရှိတယ်နောက်မှာအမ်ဘူမိုအာမက်ဒီယာလိုမာဒီယက်ကူညာမျိုးစုံလဲတဲလို့ရတဲ့အခါကျတော့ကွင်းလေလောက်အလင်းစလိုအစားထိုးဖို့မလိုဆိုတာသိကြတယ်အဲ့တော့ကျွန်တော်ကွင်းလေကိုပဲအပြောင်းလဲတွေ United လုတ်ပါလိမ့်မယ်ဆိုတော့ဒီကွင်းလေပြောင်းလဲမှုလုတ်တဲ့နေရာမှာကျွန်တော်တွေကတော့ဆက်ဆက်တဲ့နေတူဟိုပုံဖော်ဆွေးနွေးကြည့်တာပေါ့လေဟုတ်ကဲ့ တော်ညိုရီဘလုံးမွဲကစားခြင်းနဲ့ဆိုရင်တော့စီနီယာတော်ချက်စီမှာအိုက်ဘတ်ခွန်ရှိကိုငါတို့လိုမေးစတဲ့မောင်ငါ6တို့ကိုမမ်ဘာ10ယူနိဖြစ်အပူစုကြီးနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနမတ်39963830380မှာဆက်သွယ်ဆုံးသံမေးမြန်းလို့ရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်အခုရထားတဲ့သတင်းတွေမှာဆိုရင် main နုအငားထွက်မဲ့သတင်းရထားတယ်ပေါ့နော်နောက်ထပ်သတင်းတစ်ပုဒ်ကဒီနေ့မနက်ပိုင်းလောက်မှမှတက်လာတဲ့သတင်းပြဒီ TikTok က Indikilia News ဆိုတဲ့သတင်းဌာနကနေတက်လာတာပေါ့ဘာသတင်းလဲဆိုတော့ Ineos ကဒီဇင်ဘာလပြောင်းရွှေ့ကာလမှာ United အသင်းတို့ကပြောင်းရွှေ့ကြီးပေါင်တန်း100လောက်ထိအသုံးပြုဖို့ရာထားတယ်ဆိုတဲ့သတင်းမျိုးပေါ့နော်။ဒါတပိုင်းပေါ့။နောက် Kobe Mainu ကိုလည်း United အသင်းကမင်းအငားသွားခြင်းနဲ့ဆိုရင်သွားလို့ရတယ်။ဒါပေမဲ့မင်းနေရာမှာလူစားထိုးမှုတွေလုပ်ပြီးသွားရင်ခွင့်ပြုမယ်ဆိုတဲ့သဘောမျိုး Team Talk ကလည်းဖော်ပြထားတယ်။အဲ့တော့ဒီသတင်းနှစ်ပုဒ်ကဘရိုဆက်ဆက်တယ်နော်။ Mainu ကိုအရင်ကတည်းက United ကလုံးဝအငားမစီလို့ဘူး။ရောင်းဖို့ဆိုတာဝေလာဝေး။ ဇန်နဝါရီပြောင်းရွှေ့ကာလမှာကန်လန်းလာမဲ့ကန်လန်းမှုမှန်သမျှသူတို့ပယ်ချမယ်ဆိုတဲ့သတင်းမျိုးကိုကျွန်တော်ကြားထားရတာအခုချိန်မှာတော့ဒီပေါင်တန်းတရာလောက်ဒီနေ့မြုံနယ်မှုလုံမယ်ဆိုပြီးထွက်လာတဲ့သတင်းနောက်ပိုင်းမှာအခုလိုမျိုးမိန်းနူးကိုအစားထိုးနိုင်မဲ့ကစားသမားရှိရင်အငားချမယ်ဆိုတဲ့သတင်းတွေဆက်ဆက်ပေါ်ထွက်လာတာပဲဖြစ်ပါတယ်ရှော့ဖြစ်နိုင်တာပေါ့နော်ပေါင်တန်းတရာမဟုတ်ဘူးဆိုရင်တောင်မှအမ်ပေါင်တန်းတရာလောက်တော့သုံးမရရမယ်ပေါင်တန်းတရာမဟုတ်ဘူးဆိုရင်တောင်မှပြောလို့မရဘူးဘာကြောင့်လဲဆိုတော့ကိုယ့်လက်ကစားသမားတစ်ကောင်တစ်ယောက်ခေါ်မယ်ဆိုရင်လက်ရှိ မြန်မာခေတ်ကာလမှာအနည်းဆုံးပြောင်းရွှေ့ခြေကတော့ပေါင်တန်း90နဲ့60ကြားထဲမှာပေးမှရလိမ့်မယ်အဲ့တော့ United ရဲ့ကိုယ်လေကစားသမားခေါ်ရေးမှာကျွန်တော်ကတော့မြင်မိတာအနည်းဆုံးကစားသမား၂ယောက်လောက်ခေါ်လိမ့်မယ်လို့ထင်တယ်။သူတို့တယောက်တည်းကိုခေါ်မယ်ဆိုရင်မဖြစ်ဘူးလားဆိုတော့ဖြစ်တယ်။တွေ့မယ်လေပို့ပြီးတော့ပြီးပြည့်စုံခြင်းတဲ့အတွက်နောက်ကိုပြီးမင်းနူကိုအငားချရလဲမင်းနူနေရာဝင်ဆော့နိုင်ဖို့အတွက်၂ယောက်ခေါ်မှဖြစ်လိမ့်မယ်။အဲ့တော့ပေါင်တန်းတရာနဲ့ပြန်ပြီးတော့ကျွန်တော်ကွန်ဘဲလုံးကြည့်မယ်ဆိုရင်ဒီသတင်းဒီဖြစ်နိုင်ကြီးရှိတယ်ဆိုတော့သဘောတရားမှာတက်ရောက်နေတယ်။ကျွန်တော်တွေကဖြစ်နိုင်ကြီးရှိမရှိပဲကြိုဆွေးနေတာနော်။ တကယ်ဖြစ်လားမဖြစ်လားကျွန်တော်လည်းမသိဘူးဒါစကားကကျွန်တော်အများနဲ့ကြိုခံထားရသေးတယ်ကဲဒါပါအဲ့တော့ကစားသမားနှစ်ယောက်ဘယ်လိုခေါ်မှလဲဘယ်နေရာတွေမှာခေါ်မှလဲအဓိကတော့6ကော8ကိုနှစ်နေရာလုံးကစားပေးနိုင်မယ်ကစားသမားတွေကိုခေါ်လိုက်မယ်အဲ့တော့ကွင်းလေကစားသမားတွေကလည်း8 10ကစားနိုင်တဲ့သူရှိတယ်6 8ကစားနိုင်တဲ့သူရှိတယ် ။ Now 30ကြီးပဲကစားနိုင်တဲ့သူရှိတယ်၊6ကြီးပဲကစားနိုင်တဲ့သူရှိတယ်။အဲ့တော့၈နဲ့6ကိုပြန်လည်ကစားနိုင်တဲ့သူကတော့များတယ်။6နဲ့30ကိုကြော်လွားပြီးကစားနိုင်တဲ့ကစားသမားကတော့နည်းနည်းရှားတယ်ပေါ့။အဲ့တော့မြန်မာခင်မော်တော်ဘောလုံးလောကမှာ6၈ကစားသမားကောင်းနေအများကြီးရှိပါတယ်။ဘသူဘသူတွေပြောရင်တော့ဘိုင်နေနေရေရွတ်လိုက်အများကြီးပဲပေါ့နော်။ကျွန်တော်နောက်မှအဲ့ဒါဗီဒီယိုတစ်ပုတ်တည်တံ့လုပ်ပေးမယ်။ကျတော့ဒီပေါင်တန်းတရာမှာကျွန်တော်မြင်ရတဲ့လောက်ပြောရမယ်ဆိုရင်တက်နေရာမှာဘီနာဘက်ကကစားသမားတယောက်ခေါ်လိုက်မယ်ဘရူနိုဖာနန်ဒက်စ်နေရာမှာ အစားထိုးဖို့အတွက်ဘီနာဘက်ကက်ကစားသမားခေါ်လိုက်မယ်6ရှစ်ကစားသမား2ယောက်မဟုတ်ဘူးဆိုရင်တော့6တယောက်8တယောက် ပုံစံမျိုး6ရှစ်ကို200ဆော့ပြီးတော့8နဲ့30ကိုကစားနိုင်တဲ့ကစားသမားမျိုးခေါ်ပါလိမ့်မယ်အဲ့လိုအခြေအနေမျိုးဆိုရင်တော့ United ရဲ့ကွင်းလည်အင်အားတော်တော်လေးတောင့်တင်းသွားလိမ့်မယ်နောက်လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလရောက်ရင်ဆိုရင်ပူပယ်ပြီးတော့ကစားသမားတွေအများကြီးခေါ်စရာမလိုတော့သလိုဒီအာဒီမှာလည်းအင်ပြအားပြည့်နဲ့ရှေ့ကိုဆက်လန်းနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျအဲ့ဒါကြောင့်ဒီဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ United ရဲ့ဆက်ဆက်သတင်းတွေရ United တို့အနေနဲ့ ကွင်းလယ်ကိုပြင်ဆင်မှုကြီးကြီးမားမားလှုပ်လာနိုင်မှာကြောင်းသုံးသက်ဆွေးနွေးနေမယ်ဗီဒီယိုလေးတို့မှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်